ဟယ်လိုအားလုံးမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေဆိုတော့ Manchester United ကတော့အိမ်ဝင်းမှာ1-0ဆိုတဲ့ရလနဲ့ Everton ကိုကျွန်တော်တို့ရှုံးနေပေါ့နော်တ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 ော်ကိုယွန်းစရာယွန်းစရာကောင်းတဲ့ performance ပဲဗျာတော်တော်ကိုယွန်းစရာကောင်းတဲ့ performance ပဲအဲ့ဆိုကျွန်တော်တို့ထားပါ10ယောက်1ယောက်10ယောက်1ယောက်ထားပါတော့ brother တို့ဒါဘောလုံးပွဲဘောလုံးပွဲတွေထဲမှာဆိုရှင်10ယောက်1ယောက်ဒါကြည့်ပူးကြတဲ့ပွဲတွေကျွန်တော်တို့ရှိလိမ့်မယ်နော်အာ10ယောက်1ယောက်10ယောက်1ယောက်အေးအဲ့လို10ယောက်1ယောက်ကစားတဲ့ပွဲတွေထဲမှာဒီ ဒီ performance ကမင်းအဆုတ်ဆုံးပဲ United United သမိုင်းမှာအဟုတ်ပြတော့အဲ့ကြောင့်ပြမင်း MO တွေက Manchester United ရဲ့သမိုင်းမှာမင်းအသင်းကိုအိုးမဲအတုတ်ဆုံးနီးပြပဲတိလာဒီဒီဘဲရလေကျွန်တော်တို့ရှင်နီးပြတွေတုန်းကဆိုလို့ရှိရင်ဗောနော်ရှင်နီးပြတွေတုန်းကဆိုလို့ရှိရင်ဟာတိတယ်မလားဟို Eric Ten Hag အနေနဲ့ Top 4မဝင်ထုတ်ပေထုတ်ပေတင်နေပြီ Oligana Solskjaer အနေနဲ့ Top 4မဝင်ထုတ်ပေတင်နေပြီနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါပါလေဒီ Mourinho အနေနဲ့ Top 4မဝင်ထုတ်ပေတင်နေပြီဟဟလားဘယ်နီးပြအနေနဲ့ Top 4မဝင်ထုတ်ပေ အမ်မိုရင်လက်အောက်ကြမှာအဆင့်30မှာကိုပဲငါတို့ကဖြည့်သိမ်းရမလို့ဖြစ်နေတယ်။အခုပြောတာအမ်မိုရင်ရဲ့လက်အောက်မှာလေအဆင့်15ဆိုတာဗျမင်းကလည်းဟိုပြီးခဲ့တဲ့ရာသီအဆင့်15လောက်ကဘယ်လိုမှဘယ်လိုမှဘယ်လိုမှလက်ခံနိုင်စရာမရှိတဲ့အခြေအနေမျိုးဆိုအခုလည်းပဲဒီဝင်းကျင်မှာပဲအဲ့တော့ဒီဒီနီးပြမှာကကျွန်တော်တို့ဟိုဘာမှလုတ်တက်ကန်တဲ့စီမျိုးတချို့လူတွေကမင်းမင်းကစားသမားတွေကိုအပြစ်မြင်ကြတယ်ဒီညမှာဟိုကစားသမားတွေလည်းကျွန်တော်ထားပါတော့เนาะဟိုနီးပြရောကစားသမားကိုဘယ်ကောင်းမှတောင်းဝန်မကြည့်ဘူးမှန်တယ်ပြောရင်ဒိုင်းမဲ့လို့ပေါ့เนาะကို့အသင်းမှာ ဘာပလန်ရှိလဲပေါ့ကိုရီမာကိုရီမာပလန် A ပဲရှိတယ်ဗျာသိလားမလားအပြောင်းလဲတွေလုတ်ဖို့ကိုရီမာဘာမှမရှိဘူးပထမပိုင်းစစောစီစီဂိုးပေးထားရတယ်ပထမပိုင်းစစောစီထားပါတော့အာဒီကောင်တွေကဂိုးရင်တွင်းလိုက်တယ်ဂိုးရင်တွင်းပြီးတော့အနီကက်ထိသွားတယ်အဲ့ဒီနောက်ပိုင်းမှာဒီကောင်တွေပိတ်ကစားတယ်ထောင်းတော့အခုကမဟုတ်ဘူးနော်ဒီကောင်တွေအနီကက်အရင်ထိတယ်နော်ဒီကောင်တွေအရင်ကအနီကက်အရင်ထိပြီးတဲ့နောက်မှာဒီကောင်တွေဂိုးသွင်းတယ်နော်ဂိုးသွင်းပြီးတဲ့နောက်ပိုင်းကောင်တွေပထမပိုင်းစစောစီစီဂိုးသွင်းတယ်ကိုရီပထမပိုင်းတစ်ပိုင်းလို့ဒုတိယပိုင်းတစ်ပိုင်းလို့နော်ဘာမှမလုပ်နိုင်ဘူး ဘာမှမလုပ်နိုင်ဘူးဆိုတော့အမိုရင်ကလူသားလဲတာတွေကိုကျွန်တော်ကြည့်ရင်သိနိုင်တယ်ဗျာအမိုရင်လူသားလဲတဲ့ပုံစံတွေကိုကြည့်ရင်သိနိုင်တယ်ဘလူတွေလူသားလဲတယ်စန်တာဘက်3ယောက်ကောက်3ယောက်ပဲကိုရီဟာတယောက်ယောက်နဲ့အိမ်ခွင်းကြီးမှာရှုံးနေနေရတာအေဗာတန်ကိုဒီကနေကျွန်တော်ခမ်းဘက်တွေပါပြီးပြန်လာဖို့အတွက်ကျွန်တော်ကြိုးပမ်းပါဗျာအဲ့ဒီတွေ့ကျွန်တော်ကဟိုခန်းစစ်မှာမလူအပ်တဲ့လူတွေများနေတယ်ဆိုရင်တိုက်စစ်ကိုကျွန်တော်အနေနဲ့ထပ်ဖို့သိရမလားအပြောင်းလဲတွေပါတွေလို့ဒါမျိုးတွေတွားမဟုတ်ဘူးဗျာနော်စန်တာဘက်ကလည်း 3ယောက်ပဲဝင်းလင်ကလည်း2ယောက်ပဲเนาะဝင်းဘက်ကလည်း2ယောက်ပဲဆိုတော့အပြောင်းလဲတွေလုတ်ပါပြီတဲ့သူများအသင်းတွေဆိုအပြောင်းလဲတွေဘယ်လိုလုပ်လဲဒီမှာတကယ်တကယ်အချင်းကြီးမကောင်းတဲ့ကစားမကိုထားပြတော့တိုက်စစ်တိုက်စစ်သွားဖို့လူနေတယ်ဆိုရင်တိုက်စစ်ကိုအားဖြည့်တယ်တိုက်စစ်နောက်ထပ်ကစားမတစ်ယောက်နဲ့ဟုတ်တယ်မလားခန်းစစ်သွားဖို့လူနေနောက်ထပ်ခန်းစစ်ကစားမတစ်ယောက်နဲ့ကျွန်တော်အားဖြည့်တယ်အမူရင်းကအဲ့လိုမဟုတ်ဘူးဝင်းဘက်ကိုဝင်းဘက်စ်နဲ့လဲတယ်နော်နေရုနံပါတ်10က player ကိုနေရုနံပါတ်10က player နဲ့လဲတယ်။ဒီလားဒီလိုမျိုးအာမက်ဒီယာလို့ဗျာ United မှာအမ်မိုရင်လက်အောက်မှာ wing back ပဲကစားလာတာ အဲ့လားကျွန်တော်တို့မှာကုညာမပါလို့နော်အာမတ်ကိုနေရိုးနံပါတ်တန်းတို့ကိုတုံးတာဆိုတော့မာဇာဝီကိုထုတ်ပြီးတော့မလုပ်လဲဆိုတဲ့ခါကျတော့မေဆန်မောင်းကိုကျွန်တော်ထည့်တယ်ပြဿနာကအာမတ်ကိုဝင်းဘက်ပဲပြန်ပို့တယ်ကျွန်တော်မလိုတော့ဘူးလေဗျဟုတ်တယ်မလားပက်ထရစ်ဒူဂူကိုထုတ်တယ်ဂျီကိုထားလို့ထည့်တယ်ကိုရီးယားရှုံးနေတာကိုရီးယားရှုံးနေတဲ့အချိန်မှာကျွန်တော်တို့တိုက်စစ်ကိုပိုလိုက်နိုင်ပါတယ်ဆိုတဲ့ကစားမားတွေတိုက်စစ်ကစားမားတွေကိုအားဖြည့်ဖို့ကျွန်တော်တို့ကကြိုးပမ်းတော့မှာ ိုဒီ plan A ကနော်ဟိုငါတို့တော့အလုံးမဖြစ်တော့ဘူးသိတယ်မလားငါတို့ပြောင်းလဲဖို့တော့လိုပြီဒီ plan A တိုင်းငါတို့ဆက်သွားလို့မရဘူးဆိုရင်ကျွန်တော်တို့ကနောက်ထပ်တခြား plan ကြီးနဲ့ကျွန်တော်ပြောင်းရမှာဗျာအခုမပြောင်းနိုင်ဘူးဒီတိုင်းကြီးကြီးပဲရဲ့ဒါကြောင့်ဒီကျွန်တော် MOD ရဲ့ MOD ရဲ့လောက်မှာ United ကွာတိရတမိုင်းနဲ့ခြီးပြီးတော့ဟိုဆုတ်ပြက်တဲ့ဆုတ်ဆုတ်ပြက်ပြက်အခေအချင်းကြီးကိုကျွန်တော်တွေးရတာတချို့တွေကမင်းနီးပြပြတဲ့ Ruben MOD နဲ့ဖလားရမယ်လို့ကျွန်တော် ဘာကိုကြည့်ပြပြန်မှန်းကြတယ်လေပေါ့နော်အာ MOD နဲ့ဆိုလို့ရှိရင်တိတယ်မလားဟိုနေရာလေးတာပြောင်းလဲပြလိုက်ဒီနေရာလေးတာပြောင်းလဲပြလိုက်ပေါ့ MOD ရဲ့ပလန်ကူကကိုအသိန်းမှာဆိုလို့ရှိရင် तू ကဘယ်လိုရကစားမားတွေရဲ့တူးချင်းအည်သွေးတွေကိုအားကိုးတာသူတို့မှာဘာ system ဘာ playing pattern ဘာဘာဘာကစားဟန်ဘာနီးစနစ် play မှာမရှိဘူးဗျာအပြောင်းလဲလဲလုံနိုင်စွာမရှိဘူးလုံလဲမလုံတတ်ဘူးเนาะလုံနိုင်တဲ့အည်သွေးလည်းမရှိဘူးကိုဘာလုံးရမလဲငါငါဒီလာနဲ့အလုံးမဖြစ်ငေါ့နောက်ဘာနဲ့အလုံးလုံးရမလဲသူ့မှာဘာမှ အုံတော့မရှိဘူးလုံနိုင်တဲ့အစီအစဉ်ပလန်ဘာမှမရှိဘူးဘာမှမရှိဘူးပြန်သေးလားဆိုတော့အခုကကဒီပွဲဆိုမင်းတအားသီးတာနေအဲ့ကြောင့်ကျွန်တော်တို့က MO နေနဲ့ပတ်သက်လို့ရှိရင် Manchester United ကဒီဟို MO နေနဲ့ဆက်သွားနေတယ်ပြီကျွန်တော်တို့တင်က underdog အခြေအနေကနေရှေ့ကိုတက်မှာမဟုတ်ဘူးရှေ့နီးပြားတွေလက်အောက်တုန်းကကျွန်တော်တို့အဆင့်6လောက်ရောက်ပြီဆိုလို့ရှိရင်ဒါတအားကိုစူးစူးဝါးဝါးဖြစ်ပြီးတော့ထုတ်ပယ်ဖို့ကျွန်တော်တာဆူနေပြီထုတ်ပယ်သင့်နေပြီ ီးရမလားเนาะပြီးလို့ရှိရင်ကျွန်တော်နေမှာအာအဆင့်၄၅အဆင့်၅လောက်အဆင့်၅၆လောက်မှာဆိုရင်တက်1 2 4မဝင်ဘူးဆိုကျွန်တော်ထုတ်သိနေပြီဒါပေမဲ့ MO နေနဲ့ကြံပါငါတို့ကမစ်တီပေမှာရောက်နေတာကိုကျွန်တော်ကအော်နောက်ဘက်ကြိုင်တော့ကောင်းနိုင်မှာပါနောက်ဘက်ကြိုင်ကောင်းနိုင်မှာပါဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာသိလားဆိုတော့ဟိုဒါဒါဒီ MO နေဆွဲချလိုက်တဲ့ United ရဲ့ standard ပေါ့เนาะ Manchester United ကို MO နေရောက်ခရေက MO နေဟာအကုန်လုံးကိုဆွဲချနေတာကိုရီအသင်းအချင်းကြီးကောင်းကင်းသမီးအရာတွေအကုန်လုံးကိုဆွဲချနေတာ ကျွန်တော်အခုလက်ရှိလည်းကျွန်တော်ဒီပွဲကိုကျွန်တော်ကြည့်နေသိတယ်ဆိုတော့ပြောချင်တာကကျွန်တော် MOD ရင်အခြေအနေမကောင်းဘူး MOD နဲ့ရှေ့ဆက်ဖို့အဆင်မပြေဘူးဆိုတော့အရာတစ်ခုကိုမြင်နိုင်ဖို့ကဒီပွဲအထိကျွန်တော်စောင့်ကြည့်စရာမလိုဘူးဗျာဒါနဲ့စကားမဲ့ဆက်ကျွန်တော်ဓာပြီးလို့ရှိရင်ပေါ့နော်ဓာပြီးလို့ရှိရင်ကျွန်တော်က fantasy ရှိတယ်နော် okay ခဏလေးခဏလေးခဏလေးကျွန်တော်ဟို link link ပေးလိုက်အောင်မယ်ခဏလေးနော် link ပေးလိုက်အောင်မယ်ကျွန်တော်ဒီဟာကအဲညီကတို့ထုံးတဲ့အတိုင်းပဲပေါ့ဗျာကျွန်တော်ဘယ်တော့ဒါ player rating တွေပါနေကျွန်တော်ပေးဖို့เนาะဒီဘွဲ့နီးပြလည်းပေးလို့ရတယ်เนาะနီးပြလည်းပွေးလို့ရတယ်เนาะဆိုတော့ဒီမှာနီးပြလည်းပေးလို့ရတယ်ဆိုတော့ဒီမှာเนาะဒီမှာဝင်ပြီးတော့ကျွန်တော်ဗောနော်ဆိုတော့เนาะเนาะပေးပေးကြပါအောင်ခဏเนาะကျွန်တော်ဒီဟိုလောက်လိုက်မယ်အဲပင်းလောက်လိုက်မယ်เนาะပင်းလောက်လိုက်မယ်เนาะဂီဒီကစားမားရီတဲ့ပြားတဲ့နီးပြကပူတဲ့တယ်เนาะတယောက်ယော့နေတာတော့ဘာမှမလုပ်ရတဲ့နီးပြပြားတယ်เนาะအဲ့ဒါကြောင့်ပြောတာကျွန်တော်ယူနိုက်တက်မှာကဟိုဘယ်လိုပြောမလဲနီးပြကမရတော့ဘူးဒီနီးပြကတိတိပူပြီးတော့ဗောနော်ကျွန်တော်ဒါအဆင်မပြေတော့ဘူး ဒီနည်းပြရဲ့လုံနိုင်စွမ်းကဒါအကုန်မဲဗျာဘာလို့လုံနိုင်စွမ်းလို့ပြောအောင်ကလေသူမှလုံနိုင်စွမ်းကဘာမှမရှိဘူးလီဗာပူးအသင်းကဒီယာဒီမှာမင်း6ပွဲရှုံးပြီးသွားပြီလို့လီဗာပူးကဒီလား6ပွဲရှုံးပြီးသွားပြီအဲ့ဒီအသင်းနဲ့အမှတ်တူနေတော့ဒီနေရာမှာမင်းအဆင့်ရက်တီတာတွေမကြည့်နေတော့တည်တယ်ဘာလို့လဲကျွန်တော်တို့ကတသင်းနဲ့တသင်းကြားထဲမှာအဆင့်အမှတ်ကအများကြီးမကွာဘူးဒါပေမဲ့ဒီယာဒီမှာလီဗာပူးအသင်းက6ပွဲရှုံးပြီးသွားပြီ စနပွဲပဲကစားရသေးတယ်6ပွဲရှုံးပြီးသွားတဲ့အသင်းကိုကျွန်တော်တို့ကအမှတ်ကတူးနေတော့တူးနေတော့များဆိုတော့မင်းစဉ်းစားကြည့်သူများတွေဆိုလို့ရှိရင်မင်းအမှတ်တွေတအားပြတ်သွားပြီကိုဒီမှာမင်းအမှတ်ကမပြတ်နိုင်ဒီပွဲဆိုလို့ရှိရင်ကျွန်တော်ပွဲမတိုင်ခင်ကလေးကဟာမင်းယူနိုက်တက်ကနိုင်မှကိုဖြစ်မှာသိတယ်မလားရှေ့ပွဲဒီမှာတခြားအသင်းတွေဟိုအသင်းတွေဒီအသင်းတွေအမှတ်တွေညော့ပြီးသွားပြီကိုဒီနဲ့အမှတ်တူနေပါတယ်ဆိုတော့စပါးတို့ပါတို့အမှတ်တွေညော့ပြီးသွားပြီဟုတ်တယ်မလားညော့ပြီးသွားပြီဆိုတော့ယူနိုက်တက်အနေနဲ့အမှတ်ရမှာဖြစ်မှာအမှတ်အမှတ်ပြည့်ရမှာတည်တောင်း လက်ခံစရာအခြေအနေမရှိဘူးအမှတ်ပြရမှဖြစ်မှာဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်တို့တွားနေကြတာဒီကစားပုံကိုကျွန်တော်တို့ကြည်ပါလားတကယ်ပြောဒီလောက်ထိစုပ်တဲ့ performance ကျွန်တော်အနီးကပ်ဆုံးမှတ်မိတာဒီ Greensby ပဲ Everton ဟာရဲ့လက်အောက်မှာလည်းဒီလောက်ထိစုပ်ပြတ်တဲ့ performance ကျွန်တော်မတွေ့ရဘူးရှေ့နီးပြတွေဘယ်နီးပြလက်အောက်မှာမှကျွန်တော်တို့ဘနော်ဒီလောက်ထိစုပ်ပြတ်တဲ့ performance ကျွန်တော်မတွေ့ရဘူးမတွေ့ဘူးတခါမှတခါမှမတွေ့ဘူးကျတော့အရင်စုပ်ပြတ်တတ်ပါတယ်ဆိုတဲ့ performance ဒီ MOR ရဲ့လက်အောက်မှာပဲကျွန်တော်တွေ့ရတာအဲ့ဒါ DR ဒီမားကိုမင်းနှစ်ခါရှိနေပြီအခုဒီပွဲနဲ့ဆို ဂရင်းစပီနဲ့ပွဲတော့ငါလို့ပဲဘာမှမတူဘူးဒီပွဲမှာလည်းဘာမှမလုပ်တတ်ဘူးဘာမှမလုပ်တတ်ကန်တဲ့တာမရှိဘူးအခုဒီပွဲဆိုလို့ချင်းကျွန်တော်တို့၁၁ယောက်၁၁ယောက်ကစားနေတော့မှာဗျာနော်ဒီကောင်လေးထပ်ပါတော့အနီကက်ဒီကောင်စက္ကန့်မိနစ်30မှာဆက်လို့ပါ၁၃မိနစ်မှာဒီကောင်ထုတ်ခံ၁၃မိနစ်မှာလည်းအနီကက်ထုတ်ခံရတာမိနစ်30မှာကိုဒီဂိုးပေးရတယ်နော်၁၃မိနစ်မှာအနီကက်ထုတ်ခံရတာနော်အဲ့ဒီမတိုင်ခင်ထိအေဗာဒန်ဘက်ကမင်းဘောလုံးကိုမရောက်တာလမ်မန်းစကန်တင်တင်မဟုတ်ရင်မင်းအေဗာဒန်ဘက်ဘောလုံးကိုမရောက်တာ ဲ့ဒါအိမ်ငွေးမှာကစားရတဲ့အတင်းစဉ်းစားကြည့်ပြသည်လားဟောပြီးနေပဲနိုင်ဝက်29မိနစ်တည်းကျွန်တော်ပြိုင်ဘက်ကိုဂူးပေးရတာ68မိနစ်ကန်နေစုစုပေါင်းဒီပွဲမှာ68မိနစ်ကန်နေပြသည်လားကျွန်တော်တကူးမရဘူးဆိုတော့ငါတို့ဘာလို့ဂူးမရလဲဆိုတဲ့အခါကျတော့ရှုံးနေပါလေဆိုမှခံစစ်မှာမင်း9ယောက်ရှိရပြရှုံးနေပါလေဆိုမှစန္ဒဘက်၃ယောက်ကိုမလဲဘူးခန်းစစ်မှာ၅ယောက်ရှိတယ်အာမက်ဒီယာလိုအန်ဘူမူဒီဘက်ချမ်းမှာရလာပြီးဘာဖြစ်လဲ ီကောင်ကြီးတယောက်ရှိမယ်အေဘဒန်နှစ်ယောက်ရှိမယ်ဘာလောက်အောင်မှာတော့အဲ့ဒီပုံစံမျိုး ਨੇ ဒီချက်ပို့ပြီးတော့ကျွန်တော်လုံနေတာကျွန်တော်မရှိတော့ဘူးဆိုတော့ MOD မှာအကျန်းအိုက်ကိုမြည်ပြားလုတ်တက်တာလည်းမရှိဘူးဘာအဲ့တော့ဘာဘာဖြစ်လဲဆိုတော့ तू ကဟိုဘာဖြစ်လဲဆိုတော့အော်မင်းတို့ကောင်ကြီးဟေးနော်အီဒီယာဘောက်ထိရရင်မင်းဖြစ်တင်ပေါ်တာပြီးကွာဟုတ်တယ်မလားဖြစ်တင်ပေါ်တာပြီးငါတို့ဒီဂူမနဂူမလားကြည့်ကြမယ်ပေါ့ခေါင်းတိုက်တက်တာဇစ်ဇီတယောက်ပဲရှိတယ်ကွာဖြစ်တင်ပေါ်ပြီးလို့မင်းဘာထူးမှာလဲဦးကောင်ကြီးကပေါင်ဆဲမှာနေနေပြီဗျာနော်ဆယ်ယောက်လုံးက ဟုတ်တယ်မလားဘောက်ဆဲမှာနေနေပြီအဲ့ဒီတွေကအဲဘဒန်ခန်းစစ်ကစားမှာ၃ယောက်လောက်ကအမြင်ပေါ်ကောင်းတဲ့ကောင်ကြီးပဲရေကိုရီးယားဂျိုဂျူအဇစ်စီတယောက်ပဲကျွန်တော်ခေါင်းတိုက်တက်တာနောက်တိုက်တက်တဲ့တယောက်ဒီလေးကနောက်မှာဇစ်စီတယောက်ပဲကျွန်တော်ခေါင်းတိုက်တက်တာကိုအဲဘဒန်ကခန်းစစ်ကခေါင်းတိုက်တက်တဲ့ကောင်၃ယောက်လောက်နဲ့ကျွန်တော်ကအမြင်ပေါ်တွေကြီးပေးနေတာဘာလို့လဲဆိုတော့ကိုရီးကဂရောင်းကနေပြီးတော့ချန်စ်ဂရီကမလုံနိုင်ဘူးအခွင့်အရေးမဖန်တီးနိုင်ဘူးပြဂရောင်းကနေပြီးတော့အဲ့ဒါကြောင့်မလို့မင်းဖြတ်တင်ပေါ်ပေးလိုက်ကွာ ကန်ကောင်းရင်ငါတို့တိုက်ပြီးတော့ဝင်ဝင်มาပို့ဆိုတဲ့ပုံစံမျိုးဖြစ်တင်ပေါ်ပြီးတော့ဆူတောင်းနေရတာဝင်มาစီဆိုပြီးတော့ဘာလို့လဲကျွန်တော်တို့မှာကိုအကြီးချင်းနဲ့လှုပ်တဲ့ကင်တက်တာမရှိတဲ့ခါကျတော့ကိုသိတယ်မလားเนาะလှုပ်ချင်လှုပ်ကြရေးเนาะကောင်းရင်ပြီးရောဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။အဲကျွန်တော်တကယ်ပါเนาะကျွန်တော်တို့တော်တော်ကြီးကိုဆိုးလို့มาတယ်တော်တော်ကြီးကိုဆိုးလို့มาတယ်ဆိုတော့တေချာတာတခုကတော့ Manchester United ကဘယ်အသင်းနဲ့ပဲကန်ကန် Amorian လောက်အောင်มาเนาะဘယ်အသင်းနဲ့ပဲကန်ကန်ဟာဒီကောင်ငါတို့ကတော့ဒီပွဲကတော့နိုင်มาပဲဟဲ့ ငါတို့ကတော့အသာသီးနဲ့ရမှာပဲ။ဒီပွဲကတော့ United နိုင်မှာပါကွာ။အဲ့လိုပွဲမျိုးမြင်ထင်ရမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ Amorin ရှိနေတယ်များ Amorin ဒီပုံစံနဲ့သွားသည်များကာလာဘလုံ Amorin ကပြောင်းလဲဖို့လိုတယ်လေဒီဘဲရမင်းဒီ formation မှာမပြောင်းလဲတာ။အဲ့တော့ပြောင်းမပြောင်းလဲဘဲနဲ့ဒီနေ့သွားသည်များကာလာဘလုံဘာဖြစ်မလဲဆိုတော့ United အနေနဲ့ Underdog အသင်းနဲ့ပဲအနေနဲ့ပဲကျွန်တော်ကကန်မှာ။အဆင့်20က Wolverhampton နဲ့လည်း Underdog အသင်းနဲ့ပဲကျွန်တော်ကန်မှာပဲ။ဝါနာနဲ့မန်ချက်စတာယူနိုက်တက်တွေ့တယ်ဟဲ့ယူနိုက်တက်ကမင်းအန်ဒါတော့ပဲ ီကောင်ဒီနိုင်ကောင်းနိုင်သွားနေတယ်ဒါပေမဲ့လို့ဒီကောင်ဒီမနိုင်နိုင်မှုဆိုတဲ့အခြေအနေကပုံများနေတယ်အဲ့လိုပဲကျွန်တော်တို့သွားမှာပဲအဲ့လိုပဲသွားမှာပဲဒီနီးပြမှာကဗျာမင်းဘာမှမလုံးနိုင်ကနေဆိုမှမရှိရာအခြားနီးပြတွေအပြောင်းလဲတွေလုံနေတယ်အော်အေဗာတန်ဘက်ကဆိုလို့ရှိရင်ပထမပိုင်းမှာမင်းဗာလဲဒီစီမန်ကိုမန်တို့ကိုချက်ချင်းလဲပစ်တယ်နော်တယောက်ယော့သွားတယ် formation shape တွေဗာလဲအကုန်ပြောင်းပလိုက်တယ်သူတို့ရဲ့ပြိုင်ဘက်ကို approach လုပ်တဲ့ပုံစံတွေပြောင်းပလိုက်တယ် david moyes တို့ကတယောက်ယော့သွားတဲ့အခါကျတော့သူတို့လိုအောင်မရအဲ့ဒါတောင်မှဂိုးအပ်သွင်းတော့တယောက်ယော့ပြီကွာအေဗာတန်ဘာလုပ်တယ်လဲ တယောက်ရော့တယ်ဟိဆိုပြီးတော့ငါတို့လက်ရှိမှာမင်းကန်တင်ရမယ်ဖုန်းတိုင်းကလုံနေတာမဟုတ်ဘူးနော် NGI တို့ Dubi Soul တို့ဟလာ James Garner တို့ရဲ့ဒီကောင်လေး triangle ကြားတွေကနေပြီးတော့မင်းအပြောင်းလဲတွေဘာလဲဒီအတိုးစိတ်လေးတွေနဲ့ဒီကောင်လေးကသွားနေတာနော်အဲ့လိုမျိုးကနေတစင်ကျွန်တော်တို့ဒါ Dubi Soul ကကြောဂိုးသွင်းသွားတာကိုဒီမှာအဲ့လိုမျိုးကိုမင်းမရတာ Everton နဲ့၁၁ယောက်၁၁ယောက်ချင်းမှာ Everton ဘက်ကဘောလုံးမရဘူး၁၀ယောက်၁၁ယောက်ဖြစ်တဲ့အချိန်မှာဂိုးပေးရတယ်၁၃မိနစ်မှာအနီးကပ်ရှိတဲ့68မိနစ်ကန်နေကျွန်တော်စုစုပေါင်းတကုံးမှန်ကျွန်တော်မရဘူး တကူမင်းကျွန်တော်မရဘူးဗျစဉ်းစားကြည့်ဒါဒါဒါနော်ဒီပွဲမှာနိုင်လဲပဲထပ်ပါတော့ဗျာမြေတည်ကြတဲ့နိုင်နေဆိုလဲဘယ်လိုမျိုးလာမလဲအမြင်ဘောကနေကောင်းတိုင်းပဲတိထက်မပိုးဘူးကျွန်တော်တို့မှလုံနိုင်စွာကဒါပဲရောက်နော်ကျွန်တော်နီးပြားကကျွန်တော်တို့ဒီဒိုးဒိုးသိနေတဲ့တယ်မှာပါပြီပေါ့ဘာလို့လဲဆိုတော့ MO နောက်တစ်ခုကလေတိလား Ineos တို့ဘာလို့ရဲ့ဘက်ကဗျာမထုတ်ချင်ဘူးသူတို့တခြားမဟုတ်ဘူးကျွန်တော်ပြောသလိုပဲသူက MO ကိုယုံကြည်လုံးလို့မထုတ်တာမဟုတ်ဘူးဗျာတိလား နော် MOD ကိုယုံကြည်လို့လို့မထုတ်တာမဟုတ်ဘူးသူတို့ဘာလို့မထုတ်လဲဆိုတော့သူတို့ထုတ်လိုက်ရင်နော်သူတို့ထုတ်လိုက်မယ်ဆိုရင်သူတို့အမှားလုပ်လိုက်တယ်ဆိုတော့သူတို့တိတိတိမှာပြောချင်တာက MOD ကိုခန့်ခဲ့တာအမှားကြီးဆိုတော့သူတို့တိမှာအဲ့ဒါကိုသူတို့ကမမြင်စေချင်တာပြည်သက်တွေကြားထဲမှာငါတို့ကတော့ငါတို့တောင်းဝန်ကြီးတယ်နော်ငါတို့ကဒီနည်းပြကိုငါတို့ကအချိန်ပေးတယ်နော်သူ့ဘက်သူမလုပ်နိုင်တာအဲ့လိုပုံစံမျိုးသူတို့ကသွားချင်တာဗျာပြောချင်တာတောင်းဝန်မယူခြင်းဘူးကိုလုပ်တဲ့အမှားတကူကိုတောင်းဝန်မယူခြင်းဘူးအဲ့တော့ကျွန်တော်အနေနဲ့ကြားထဲမှာဒီအသင်းကြီးကတိုင်ပတ်ရတယ်နော် ဥမာဘာရာဒါတို့ Jason Wakeos တို့ project 2028တဲ့ဟလာကြားကြားဘူးကြားရမလားဟမ်2028ခုနှစ်မှာဖလားရရမယ်တဲ့ MO တွေနဲ့2028ခုနှစ်မှာဖလားရရမယ်တဲ့မင်းစဉ်းစားကြည့်စမ်းပြပြီးခဲ့တဲ့နှစ်တုန်းကလည်းဒီဘက်ပထမဆုံးကင်တွေ့တဲ့ဘွယ် Ipswich နဲ့ဘက်မှာဝန်းဝန်းတည်ကြတယ်အခုလည်းရှိတစ်နှစ်ပြည့်ပြီဒီနေ့เนาะတစ်နှစ်ပြည့်ပြီအိမ်ငွေးကြီးမှာ Everton ကိုရှုံးတယ်ငါတို့လမ်းပြန်ထွက်နေပြီးတော့เนาะဟိုနောက်ဆုံးကံမကောင်းခဲ့လို့ရှုံးခဲ့တာလားဆိုတော့လည်းမဟုတ်ဘူးငါတို့ဘာမှမလုပ်နိုင်ဘူး ဘောက်ကန်တေဝ23ကြိမ်ရှိတာမင်းကမရှိမှာပေါ့ငါတို့တွေးခဲ့ရအကုန်လျှောက်ကန်နေတဲ့ဟိုဒါဘောက်စိတ်ကနေကျတို့ကစားမားတွေဘာလို့လောင်းဘောတွေကန်ရလဲဘာလို့ area box ထိတ်ကနေကန်ကြလဲဒီကောင်ဒီမှာဘာလို့လောက်ရမှာမသိဘူးလေ area box ထိတ်ကိုရောက်လာရင်ဖြတ်တင်ဘောပဲပြီးခန်းနေတာဖြတ်တင်ဘောပြီးလို့ကောင်းတဲ့ position မဟုတ်တော့ရင်ဒီကောင်ဒီမှာကန်ရပြီးဂျုံတဲ့နေရာနေပြီးတော့ဘာလို့လဲဆိုကျွန်တော်တို့မှာကဘလို့ပြောရမလဲဟိုကိုဒီမှာတိုက်စစ်ဆင်ဖို့အတွက် plan မရှိဘူးလေဗျာသိလားကျွန်တော်ရဲ့ plan ကငါတို့မင်း ကန်တင်လိုက်ဟိနော်ကန်တင်လိုက်ခေါင်းဘောကန်တင်လိုက်ပြီးလူကြမယ်ဟိကြလာတဲ့စကန်ဘောထောက်ကိုရမလားတွင်းရမယ်ဟိဒါပဲအဲ့လိုမဟုတ်ရင်မလုပ်တတ်ဘူးပြဿနာကအေဗတန်ကတကူရသွားပြီးတယောက်ရွတ်သွားပြီးဒီကောင်တွေအဲ့မှာထိုင်းနေပြီကျွန်တော်ကန်တင်လိုက်တဲ့ခေါင်းဘောတက်နေတိုင်းကျွန်တော်မရှိတော့ဘူးအေဗတန်စနေဘက်တီကျွန်တော်အများကြီးရှိဟိုခေါင်းဘောကောင်းတဲ့ကောင်တွေရှိတယ်စကန်ဘောတွေဂေဂျီတို့ကာနာတို့တို့ထောက်သွားတယ်ကိုရီမထောက်နိုင်ဘူးအဲ့တော့ဘာဖြစ်လဲကျွန်တော်တို့မှာအမြင်ဘောကန်တင်နေရမရှိတော့ဘူးဘောလုံးကင်နေတယ်စန်တဲ့ဘက်တုံးအောင်ကြတယ်ပြီးနေတယ်မိနစ်90လောက်ကစန်တဲ့ဘက်တုံးအောင်ကြတယ်မှာပြီးနေနေတဲ့အချိန်ကုန်သွားတာဒီပွဲက ချိန်ကုန်သွားတာမဟုတ်ဘာမှမလုပ်တတ်ဘူးနော်အဲ့ကြောင့်ကျွန်တော်တို့ကအဲ့တော့ MMC ကိုပေး AMC ကိုပေးဖြတ်တယ်မို့ပေးအာမရဘူးကွာနော်အဲ့ဒီနေရာမဟုတ်တော့ဘူးစန်ထွဲဘုံဇုံမှာရောက်နေပြီဘာလုပ်ရမလဲမသိတော့ဘူးအာကန်ဟိတ်ကန်သာကန်ဂူရလို့ရညာကွာဆိုတဲ့ပုံစံမျိုးအဲ့ဒါကြောင့်လောင်းဘောဒီကင်းနေကြတာလေလက်ရှိကန်ချက်23ချိန်ကန်နေကွာမင်းလေ6ချိန်ဂူပေါက်တဲ့တယ်ကန်ချက်ဒီမှာဂူပေါက်တဲ့တာဘယ်နှချိန်မှမရှိဘူးဂျိုဂျူဝါစစ်စီခေါင်းတိုက်တဲ့တချို့နှစ်ချို့အလုံးဒါပဲအဲ့တော့အဲ့ကြောင့် United တင်က အမူရင်းရဲ့လက်အောက်မှာကျွန်တော်ဘာမှမလုပ်နိုင်တော့ဘူးဒီတင်းကြီးကကစားမားတွေရောပဲနော်နီးပြတွေရောဒါမှမဟုတ်ကျွန်တော်ပြောချင်တာကကစားမားတွေရပြအခုမှချက်ချင်းညံ့သွားတဲ့ကောင်တွေမဟုတ်ဘူးနော်အမ်ဘူမိုတို့ဘာလို့ဆိုတာမျိုးကဟိုဘယ်လိုပြောမလဲဗရန်ဖို့မှာတော့ငါပေါ့နော်ပြိုင်ဘက်ဂိုးအီရီယာနဲ့အနီးဆက်ဆုံးနေပြီးတော့ဂိုးတွေတဖုံဖုံသွင်းနေတာကိုရီအသင်းရောက်မှကျွန်တော်တို့ကဟိုတက်ချ်လိုင်းကြီးရောက်နေတယ်ဗျာသိလားချင်းကြီးကမကောင်းဘူးဖာနက်ဒက်စ်လိုကစားမားမျိုးပေါ်တူဂီမှာတဖုံဖုံလှုပ်ပြနေတယ် ကိုရင်းနဲ့ကျတော့ဟုတ် deep zone မှာနေနေရတယ်ဟုတ်မှာမဟုတ်တာအာမက်ဒီယာလို့ဗျာအမေဟုတ်ပဲချင်းကြီးမှာသွားကစားနေရတယ်သူနဲ့ဆိုင်တဲ့နေရာမှာမဟုတ်တာဟမ်ဟိုပက်ထရစ်ဒူဂူနဲ့မာစတာဝီနှစ်ယောက်ဗျာလူအဲ့ရင်ကျွန်တော်တို့ကချက်ချင်းပထမပိုင်းနေရလဲလေဟုတ်တယ်မလားတိုက်စစ်စင်ကြီးနေဆိုလို့ရှိရင်ဒုတိယပိုင်းမှာမင်းဒီဘဲဒီလိုလုပ်မယ်ဆိုတာခိုင်းရအောင်အကုံတော်သိရင်ကြသေးတယ်နော်မာစတာဝီကိုထုတ်ပြီးတော့မီဆန်မောက်ထည့်มาပဲပြီးအာမက်ကိုပြန်ထုတ်มาပဲဟိုပဲချင်းကိုသိနေကြသေးတယ်အကုံတော်ဒီတိုင်းကြီးဒီပုံစံနဲ့လှုပ်လာတာ ဟဲတို့ကျွန်တော်တို့လေဘာမှဒီတိုင်းကြည်နေတဲ့သူတွေတောင်မှမင်းဒီနီးပြဘာလုပ်မလဲဆိုတာသိရင်ခုဘက်ကမင်းနီးပြတွေရမင်းလုံနိုင်ပြီလေသိပြီလေဟုတ်တယ်မလားအော်မရပါဘူးเนาะပြီဒါတော့မှမင်းအနီကက်နော်အနီကက်ကမင်းသူတို့ကစားမှချင်းချင်းဖြစ်တာဗျာသိလား controversial အနီကက်မင်းအနိုင်သွားရင်ငါတို့ပြီးတော့မှာမဟုတ်ဘူးအဲ့ဒါတော့မှမင်းရှုံးသေးတာအော်အမ်မိုရင်အမ်မိုရင်နဲ့ပတ်သက်လို့ကဟိုတစ်နှစ်လေးပြည်လာဒင်းဒင်းပြည်လာပြီး အခုချိန်ဒီလေ formation ပြောင်းနေဆိုတော့တခါမှမရှိတဲ့အချိန်မျိုးဆိုတော့ပြောင်းပြိုင်ဘက်ကတယောက်ယော့နေတာတော့မှကျွန်တော်တို့ကခန်းစင်း၅ယောက်ကြီးနေကစားရတယ်ဗျာမင်းအဲ့လောက်ကြီးကြီးတကယ်ပြောတော့ခမရုံမင်းယူယူသားသားပြောကြည့်နော်ဒီနေ့မှာ amoring 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 fan တွေလည်းပါတယ် we left amoring group ကထောင်ထားတဲ့သူတွေလည်းပါတယ်ဆိုတော့လေမေးလိုက်အောင်မယ်တိလားခမရုံဘောကမှာအကောင်ပြောတာဒီလောက်ဒီစုပ်ပြတ်တဲ့ performance ရယ် greensby နဲ့ပွဲက performance ရယ်တွေ့ဘူးကြလားပြီးရင်လေပြီးရင်လေတိလား၁၀ယောက်၁၁ယောက်ကစားတယ်မလား နော်10ယောက်11ယောက်ကစားတဲ့ပွဲမှာလေတယောက်အသာစီးနဲ့ရတဲ့အတင်းတင်းစီကနေပြီးတော့ဒီလောက်ထိဘယ်လိုပြောမလဲဒီယွန်စရာကောင်းတဲ့ performance မျိုးလीမြည်မြည်မှုကြတာခင်ဗျားတို့တွေ့တွေ့မှုကြတာကျွန်တော်ကတော့အမှန်တမ်းပြောရင်တွေ့မှုသီလားကျွန်တော်အချိန်မှာကြုံခဲ့ရတဲ့နီးပြတွေအများကြီးရှိတယ်နော်ပြင်းစရာကောင်းလာပါပြီဆိုတော့ Louis van Gaal ရဲ့အလားဘောလုံး position ပဲရတယ်ကွာဘာမှမလုပ်နိုင်ဘူးလို့နော်ပြီးရင်ကျွန်တော်ကဒါ ဟိုဒွေမီမွိုက်စ်လက်ထက်လာမသိဘူးကျွန်တော်ဝက်ဘာလဲဖူလန်နဲ့လာဝက်စ်ဘရွန်နဲ့လာမသိကျွန်တော်တူးတူးကြတာလေးဒီလားအဲ့မှာကျွန်တော် crossing နေအချိန်80ကျော်အချိန်80ကျော်ကျွန်တော် crossing နေပါလေလုတ်တယ်လေ United ဘက်ကသိလားအဲ့အဲ့လိုပွဲတွေကျွန်တော်ကြုံခဲ့ရဘူးတယ်အဲ့ဒီတန်ဟာရဲ့လက်အောက်မှာ Liverpool တင်းကို9ခုပြည့်တင်နေကျွန်တော်ရှုံးဘူးတယ်ဗျာဒီလားအိမ်ဝင်းမှာလည်း9ခုပြည့်တင်နေရှုံးဘူးတယ်ဒီလောက်ထိစုပ်ပြတ်တတ်တဲ့ performance ကျွန်တော်တခါမှမတွေ့ဘူးဒီလားတခါမှမတွေ့ဘူးပြီးရင်တယောက်အသာ တယောက်အသာစီးရတာကျွန်တော်ကျွန်တော်တို့ကဗျာတိရနိုင်သွားနိုင်သွားတဲ့အတင်းကအသာစီးရတာမဟုတ်ဘူးတယောက်ကလေကိုရီးယားအသာစီးရတာအဲ့လိုတယောက်အသာစီးရတဲ့အတင်းဘက်ကနေပြီးတော့ဒီလောက်ထိတကယ်ပဲယွန်စရာကောင်းတဲ့ performance မျိုးကျွန်တော်တခါမှမတွေ့ဘူးလက်ရှိ United က Premier League မှာကျွန်တော်တို့ဒီဆက်နှစ်ပွဲကစားပြီးတဲ့အချိန်မှာ၅ပွဲအနိုင်ရတယ်၃ပွဲတည်ကြရတယ်၄ပွဲရှုံးနေတိုက်စစ်က၁၉ခုရတယ်ခံစစ်က၁၉ခုပြင်ပြရတယ်တဲ့ဘလောက်တောင်ဘလောက်တောင်မှကျွန်တော်တို့စုပ်လိုက်နေဗျာ တိုက်စစ်ကစကူကူရတယ်ကျွန်တော်တို့စကူကူပြန်ပြီးရတယ်ဒီအဲ့လောက်ပြီးတကယ်ပြီးရင်လည်းလေတိလာအဟုတ်ပြောတာကျွန်တော်ပြီးတကယ်နောက်တာမဟုတ်ဘူးကိုသိန်းမို့လို့ဘယ်မှာတအားပြောတယ်ဘာညာဖြစ်တော့ဘူဘာဟန်တန်နဲ့အေဘတန်ကင်ကြည့်နော်ဘူဘာဟန်တန်ဘက်ကတယောက်အသာကြီးရတယ်အေဘတန်တယောက်ယော့တယ်ပြီးကိုရီတဲ့ပူကောင်းကိုကစားကိုကစားနိုင်တယ်ဒါအမခံပြီးလို့ရတယ်ဘန်လီနဲ့လေဒီတိုင်းပဲလီစ်ယူနိုက်တက်လေကျွန်တော်တို့ဒီတိုင်းပဲဝက်ဆန်လေဒီတိုင်းပဲတိလာကြိုက်တဲ့ပြိုင်ဘက်ကတယောက်ယော့ဗျာတိလာနော်ပြိုင်ဘက်ကတယောက်ယော့မင်း အိုက်ကောင်နေမင်းကိုထက်ပူကောင်းအောင်ကစားနိုင်တယ်ဟင်အခုကကိုကတယောက်အသာကြီးရထားတဲ့ပြင်အားနေတာကိုဖြစ်နေတယ်အာမျိုးလင်းချက်မှထားမရတာကိုဖြစ်နေတယ်ဒီလားတော်တော်ဆုတ်ပါတယ်တကယ်ပဲတော်တော်ဆုတ်ပါတယ်ကျွန်တော်တို့အဲ့ကြောင့်ပြောပါမင်း MO နေနဲ့ဆက်သွားလေငါတို့တိုင်ပက်လေးပဲအခုဆိုပူဆိုးပြီနော်ကျွန်တော်တို့တပတ်တပွဲနဲ့ပူဆိုးပြီနော်ဒီလား international break က3လလောက်မရှိတော့ဘူးထင်တယ် match လာတာ match လာလောက်ကြီးကျွန်တော် international break မရှိတော့ဘူးဒါထဲမှာနှစ်ပတ်ပြင်ဆင်ချိန်တွေပါလိမရှိတော့ဘူး ပြင်ဆင်ခြင်းရမှာမရှိလို့ဆိုတော့နီးပြအပြောင်းလေးတွေပါလေလုတ်ရင်နော်ဒီတိုင်းမဟုတ်ရင်လည်းပဲ Finance ကိုပဲနီးပြခံလိုက်တော့ကွာဒီလား MODIN ကိုထုတ်ပြီးတော့နေနော်အနည်းဆုံးတော့အပြောင်းလေးတွေတော့ဖြစ်မှာပဲဟုတ်တယ်မလား MODIN တော့မကြည့်ရတော့ဘူးပေါ့အနည်းဆုံးတော့ဒါမှမဟုတ်တခြားနီးပြတွေခန့်လိုက်ကွာနော်ပြန်ခန့်လိုက်ဘယ်သူပဲဖြစ်ဖြစ်ဟာလာတေးကြတာတော့ဘယ်လိုပြောမလဲဒီတိုင်းကြီးဆက်သွားနေကျွန်တော်တို့သွားပြီးအတင်းကအကောင်ပြော MODIN နဲ့ဆက်သွားလေတပတ်သွားလေကျွန်တော်တို့အတွက်တပတ်ဆုံးရှုံးလေတပတ်နှစ်နာလေပဲအတင်းပူကောင်းမဲ့တပတ်ဆုံးရှုံးလေပဲ ကစားမကောင်းတွေရှိနေတာကိုအမ်မိုနီယာလက်အောက်မှာကျွန်တော်တို့ကဖြုံးတယ်လို့ဖြစ်နေတာပြောသေးလားတော်တော်စိတ်ပြည့်ရပါတယ်တော်တော်စိတ်ပြည့်ရပါတယ်နော်ဆိုတော့နော်ခင်ဗျားတို့ခဏလေးလေးလှုပ်သွားရအောင်ပါလားခင်ဗျားတို့နော်ခင်ဗျားတို့လည်းစိတ်ပြည့်စရာညတဲ့ညကြုံရရောပေါ့ဟမ်တော်တော်ကိုဆိုးလွန်းပါတယ်တော်တော်ကိုဆိုးလွန်းပါတယ်ယူနိုက်တက်ရဲ့တမိုင်းတချောင်းမှာအဆိုးပါဆုံးနီးပြားနှစ်ယောက်တွေ့ရတယ်ဗျာဒီလားကိုအသင်းမှာကိုင်းတဲ့သူကရှုံသွားတယ်အဲ့ဒါကိုကြည့်ရင်ကျွန်တော်တို့မှာเนาะလုံးဝနီးဦးလေပဲเนาะဘလောက်ဆိုးလွန်းတဲ့ level အသစ်တွေပါပြီးပါကျွန်တော်မြင်ရတဲ့ပုံစံမျိုးဖြစ်နေပြီ နော်ဆိုတော့ဘယ်လိုမြင်ရလဲဆရာသမားကြီးကဲဆွေးနွေးရပါဘောခင်ဗျားတို့လည်းစိတ်ပြတ်နေကြရောပေါ့ခဏနေကျွန်တော်တို့ fantastication video မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်နော်ကိုသိနေပတ်တယ်လို့ဒါជីနေစရာကောင်းတဲ့နော်ကျွန်တော်တို့ဝမ်းသာစရာကောင်းတဲ့ performance မျိုးမဟုတ်ခဲ့ဘူးဆိုတော့အေးပြတ်တာပဲအဖက်တင်ပေါ့နောက်ပွဲတွေလည်းလာအောင်မှာနှစ်ခွေနှစ်ခွေနှစ်နာရီခွေတွေလာမှာအဲ့တော့ပြင်ဆင်ထားကြပြီးတော့ MOD မထွက်သေးရေးနှစ်နာရီခွေတွေလာမှာအဲ့တော့ပြင်ဆင်ထားကြပြီးတော့ပဲဆိုခဏနေ fantastication မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ